ပူမြော်ပါကုန်ခောက်ွယ်မီးပြည့်စုံသူသူမှာအချီး၍ပကုန်တိမ်ဘုဒ္ဓရထံသေလာမာမြားဝိညာတရာပွားဖို့သင်ရှားစွာပဲကျွန်ကောင်းလို့ကုလူမှာအချီး ရန်ကုန်မြို့ကတမိုင်းဝင်ရွှေကုံစီတီတော်နှစ်2006အပြည့်ဗုဒ္ဓပူဇာနေရပွဲတော်ကြီးကိုဖေဖော်ဝါရီလ22ရက်ကနေမတ်လ9ရက်နေ့အထိစီကားတိုက်မြိုက်စွာကျင်းပနေပါတယ်1947နောက်ပိုင်းအစိုးရကပွဲကျင်းပခွင့်ပိတ်ပင်ပြီးတဲ့နောက်2010မှာပထမဆုံးအကြိမ်ပြန်လည်ကျင်းပခွင့်ရခဲ့တာပါ။ ပွဲစဉ်အတွင်းမှာတော့ဒေတာအလိုက်ရိုးအစားတောက်တွေနဲ့လက်မှုပစ္စည်းတွေကိုရောင်းချနေတယ်လို့တနိုင်းလပိုင်းဆိုင်ခင်းပြီးဈေးရောက်နေတဲ့ဈေးတွေတွေကိုလည်းတွေ့နိုင်ပါတယ်ဒါပြင်လူမှုကွန်ရက်ရံပုံဝင်စာပေးတဲ့ဆိုင်ကဲတွေလည်းဖွင့်လှစ်ထားပါတယ် အဲ့ဒီဆိုင်ခန်းတွေတဲ့ကအဖြူရောင်တွဲလက်များလို့အမိပေးထားတဲ့ဆိုင်ခန်းကတော့ကချင်ပြည်နယ်ကစစ်ပေးဒုက္ခသည်တွေအတွက်ရံပုံငွေရှာပေးတဲ့ဆိုင်ခန်းလို့သိရပါတယ်။လူငယ်တွေစုပေါင်းပြီးဖွင့်လှစ်ထားတာပါ။ဒီဆိုင်ငန်းပေါ့နော်အခုဒီမှာလုံနေတဲ့အပြောင်တွဲလက်များဆိုတာအဲ့ဒီဟာလုံဖြစ်တဲ့အကြောင်းအရင်းလေးကျွန်တော်ပြောပြရမယ်ကျွန်တော်ပြမစပြီးလုံမယ်လို့တိုင်ပင်လဲတော့ကျွန်တော်အလူငွေကိုအဓိကမထားဘူးကွာကျွန်တော်ရတဲ့တက်နိုင်တဲ့လုံအားနဲ့ကျွန်တော်သွားကြမယ်ဥမာကချင်မှာရှိတဲ့စပီတို့ကလည်းကျွန်တော်တို့ဥမာတစ်ချိန်လေးဆိုပေးတာပဲဖြစ်ဖြစ်ဘယ်လိုပေါ့ ပြားလေးရေးပြတာပြပုံလေးဆွဲပြကျွန်တော်တို့သွားလုပ်ကြမယ်ဆိုစပြီးတိုင်ပေးလိုက်တယ်တိုင်ပေးပြီးတော့နောက်တော့ဘာလို့ရေပုံငွေလေးပဲလုပ်ပြီးတော့လူငယ်ငါတို့ရသလောက်ကောက်မယ်ပေါ့ရေလူငယ်လေးပဲအားလုံးကလူငယ်အားလုံးစုပြီးလဲပွဲသီးမှမဟုတ်လူငယ်လေးပဲစုပြီးညာလေးကိုစပြီးတော့ကောက်နေပေါ်လိုက်တယ်ပေါ့ဒီပါပြီပါလို့ခင်ဗျာကျွန်တော်များဒီအောင်တွဲလန်များဒီပုံများပြီးတော့တစ်ချက်ပြည်နယ်စစ်ဘေးတည်တိုင်းသားဒီပုံပေါ်မှာများအဖက်အခုဒီပေးဥပဒေစာရေးမှုရဘုံဝင်စေပါအစဉ်ဈေးပွဲတော်အဖြစ်ရောင်းချပြည့်ရရှိပါခင်ဗျာ ီရောတွဲလက်များဆိုင်ခဲမှာစာအုပ်တိုက်တွေကနေလှံမကြီးလက်ရှိဆရာကြီးဆရာတွေရဲ့စာအုပ်တွေကိုအမျက်ငွေကြေးမှုယူပဲစစ်ဘေးဒုက္ခသည်တွေအတွက်တစ်ဖက်တစ်လဲကအလှူငွေဖြစ်ပံ့ပိုးကြတာပါဒါအပြင်လှံမကျော်ကာတွန်းဆရာတွေကကာတွန်းတပုံ2000ကျပ်နဲ့ပုံသူကာတွန်းရေးဆဲခြင်းအဖြစ်လဲရံပုံငွေအတွက်ကူညီကြပါတယ်။ ကြီးတယ်ဆိုတော့ဒါအကိုတို့ဟိုအနေနဲ့ပေါ့နော်ဘလို့အကျိုးမြတ်လားအကျိုးမြတ်ယူသေးလားအဲ့လိုမျိုးအကျိုးမြတ်မယူပါဘူးဆက်သက်လာခုလေတော့ဘောဟုတ်ကူညီတော့အကိုတို့ဘလို့လာဆက်သွယ်လာလားမျိုးတော့သိတယ်အဲ့ဒါကျတော့ကျွန်တော်တို့ဆရာဒီဟာသူကသာလုပ်နေတဲ့ဟိုရှိရလေကျွန်တော်ဖွဲ့စည်းရှိရအဲ့ဖွဲ့စည်းရဒီဒီ15ရဲ့ နှစ်ပတ်ပေါ့နှစ်ပတ်ကျော်မှအဲ့လိုရေးရမယ်ဆိုတော့ကျွန်တော်အော်စတြေးလျဖွဲ့ပြီးတော့ကျွန်တော်တောင်းဝန်တွေခွဲဝေလိုက်တယ်အဲကျွန်တော်တို့၄ရက်ရေးရမယ်၄ရက်ရတဲ့ပတ်စံကိုကျွန်တော်ကချင်စီပြေတို့ကလည်းကူအခုရလာတဲ့ ရမငွေပေါ့နော်။ဟောဒီရမငွေကိုဘယ်လိုပုံစံမျိုးနဲ့လှူဒန်းသွားမလဲမသိဘူးနော်။ဟိုမှာလူကရလာတဲ့အမောက်ကိုကျွန်တော်ဒီဟိုမှာအခုဆိုကွာဟိုကလိုအပ်တာဥမာဆန်အဓိကစားနေရကောင်နော်။ရလာတဲ့ပတ်စံကိုကျွန်တော်ဥမာအေးသူတို့ဆန်လို့ကျွန်တော်ဆန်ဝင်ပြီးလိုက်မယ်။အဲ့လိုအဲ့လိုဝင်ပေးမယ်ဆိုလို့ချင်းကျွန်တော်တခါလေဒီမှာကြံခဲ့မလို့ရှိတယ်ကွာ။ဟိုမှာကျွန်တော်ဆန်ဝင်ပေးနေဆိုတဲ့အချိန်မှာဒီဘက်ကလူကကျွန်တော်တပ်ပုံနဲ့တခါလေပို့မယ်။အင်တာနက်ကတခါလေတက်။အဲလူရဲ့လူရဲ့တန်တရာရှင်းသွားမယ်။အဲ့လိုပုံတခါလေချိတ်ဆက်ကျွန်တော်တော့။ဟုတ်ကဲ့။ဟုတ်လို့။ဟုတ်

အတံမဆဲမဟာပဋ္ဌာယပ္ပပူဇော်တာတွေရွှေဒဂုံစေကျော်တမိုင်းကိုအများပြည်သူတွေသိစေရန်ပြောက်ွက်သူကိုလည်းပြသထားပါတယ်ကျေရုံစရီတော်အနီးဝင်းကျင်တဝိုက်မှာတော့ရိုးရဇက်တပင်အငိမ့်တွေဆိုင်ကန်းတွေပျော်ဝဲရှင်ပွဲတွေအနေနဲ့အခြေချက်ကပွဲလာပရိသတ်တွေအပါအဝင်ကဘာနဲ့နိုင်ငံခြားသားခီးသွားဧည့်သည်တွေနဲ့စီကားနေကြပါခင်ဗျာ